အခုလို့စုံကြီးဆက်ကြီးဖြစ်နေတာအဆင်ပြေတာရှိတယ်လို့အဆင်မပြေတာတွေလည်းရှိတယ်ဘဝမှာဘယ်သူမှသာဝရအဆင်ပြေနေတာလို့မရှိဘူးမြတ်စွာဘုရားတောင်းမှာအဆင်မပြေတဲ့အခါရှိဆုံးမဆိုင်ရတဲ့အခါရှိတယ်မကောင်းတဲ့အစားအစာတွေနဲ့မျက်တာနေရတဲ့အခါမျိုးရှိတယ်လူတို့ရဲ့ချီးညိုလေးစားမှုချိုးဆိုမှုကိုခံရတဲ့အခါရှိတယ်လို့ ုံတဲ့လူတွေရဲ့ဆဲရေးတိုင်ထွာမှုချင်းချောက်ခံရမှုဆိုတာတွေလည်းပဲကြုံရတာ။ဒါဆိုဗျာကိုယ်တိုင်ကိုယ်ပဲအဆင်မပြေမှုတွေဘဝမှာကြုံတွေ့ရ။အဲ့ဒီအဆင်မပြေမှုတွေဟာဘဝကပေးတဲ့ဖန်တီးတဲ့ဒုက္ခတွေဒါဖြစ်လို့ဘာနဲ့ဖြတ်ကျော်လို့ဆိုတိခဏ်ချင်းခွလွတ်ချင်းနဲ့ပဲဖြတ်ကျော်